မမေတို့ကတော်တော်လေး basic ဖြစ်တဲ့အိုးပြန်ပြေးနေတာကျွန်တော်တို့ဒီဖို့အားလုံးပဲမင်္ဂလာပါဗျ DS channel ကနေတဖန်ပြန်လဲကြိုးစိုးလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်ပွဲစဉ်ကတော့ World Championship Fight Night 29 Event ပွဲစဉ်ကတကယ်ကိုပွဲကျန်းခဲ့တဲ့ပွဲစဉ်များစွာတဲ့ကဒီပွဲဖြစ်တဲ့ Featherweight တမ်းမွေထိုင်းပွဲစဉ်အကြောင်းကိုတင်ဆက်ပေးသွားပါမယ်အခုပြိသက်တွေကြည့်နေတဲ့ Fighter ဟာဆိုလို့ရှိရင်တော့ Lunta Chai ဆိုတဲ့ Fighter ဖြစ်ပြီးတော့ Rotten တို့ရဲ့ဂျင်မာကစားတဲ့ Fighter ဖြစ်ပါတယ် ဝမ်ချန်ပီယံရှစ်ဖွဲ့စည်းမှာပွဲစဉ်3ပွဲထိုးသက်ထားပြီး3ပွဲစလုံးကိုနိုင်ယူရရှိထားတဲ့ဖိုက်တာချမ်းတစ်ယောက်ဖြစ်ပါတယ်။အရန်မောင်းရဆိုလို့ရှိရင်လည်း9ပြည်နဲ့ဆယ်လက်မရှိပြီးတော့ဒီဘက်ကမိတ်ဆက်ပေးနေတာကတော့သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Arian ဆိုတဲ့ fighter ပဲဖြစ်ပါတယ် Arian Asprasa ဆိုတဲ့ fighter ဟာ American နိုင်ငံသား fighter ဖြစ်ပြီးတော့သူ့အနေနဲ့ One Championship မှာအခုမှပထမဦးဆုံးပွဲစဉ်လာရောက်ရှင်ပြိုင်ထိုးသက်တာပဲဖြစ်ပါတယ် One Championship အနေနဲ့ နိုင်ငံသားဖိုက်တာတွေကို copy ရှင်းပြန်ထုတ်သက်ခိုင်းတာဟာဆိုလို့ရှိရင်မွေတိုင်းပွဲစဉ်တစ်ပေါက်မှာတော်တော်လေးကိုအလုပ်ဖြစ်တာတော့တွေ့ရပါတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေပါဝင်နိုင်ငံစုံကပါဝင်ရှင်ပြိုင်ထိုးသက်ကြတဲ့မွေတိုင်းဖိုက်တာတွေဟာဆိုလို့ရှိရင်တော့ဝမ်းချမ်ပီယံရှစ်အဖွဲ့အစည်းဟာသူတို့အတွက်တကယ်ကိုအခွင့်အရေးကောင်းတွေဝင်ငွေကောင်းတွေအများကြီးရှာပေးနိုင်တဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေရည်တည်နေတာဖြစ်ပါတယ်။ကြည့်ဆိုတော့တိုင်းလူကြီးကတော့ ဗိုက်တာနှစ်ယောက်လုံးကိုလဲမပွဲတက်ပေးလိုက်ပြီးဘယ်လိုပုံစံမျိုးနဲ့ရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာအချက်ကြည့်လိုက်ကြရအောင်ပါဗျ။ကဲပွဲကတော့စပါပြီဗျို့။အနီတောင်းကဖိုက်တာဖြစ်တဲ့ American Fighter ကတော့ညာခြေရှေ့ထုတ်တဲ့ဘဲတန်စတန့်ပုံစံနဲ့ကစားတယ်ဗျ။ဟောချက်ချင်းဆိုသလိုပဲရေခြေကန်ကြက်မိပြီးတော့ဟန်ချက်ပြတ်ပြီးတော့ဘက်ကဖိုက်တာနွန်တာချိုင်းလဲကျသွားတယ်ဗျ။ ဟွန်ဒါချိုင်းကရက်မောင်းတော့နင်းငယ်ပို့ပြီးတော့မြင်တယ်ဒီဘက်က Arian ဆိုတဲ့ fighter လည်းမစိုးဘူးဗျချစ်ကန်ချက်တွေကောင်းတယ်ဗျချစ်ကန်ချက်ကလက်စင်ကောင်းတော့လက်ချက်တွေပြန်ပြီးတော့ပေးထားတယ်မန်ကန်ကိုဝင်ပြီးတော့ထိုးတာဗျဘဲဝိုက်ညာဝိုက်လက်သီးချက်တွေနဲ့ဝိုက်လက်သီးတွေအဓိကတုံတယ်ချစ်ကန်ချက်တွေကိုဖမ်းတာလည်းကောင်းတယ်ဗျဒီဘက်က American fighter Arian ကနော်တာချိုင်းကတော့အေးအေးဆေးဆေးပဲသူကကစားတယ် ခြေကန်ချက်တွေပေးထားတော့ဒီလိုကောင်းတော့ပြန်ပြီးတော့ပေးတယ်။ round တွေရိုက်တယ်ဗျ။ဒဲညာလက်သီးချက်တွေမှန်ကန်ကျွေးထားတယ်။ pressure ပေးထားတယ်ဗျ။ Arian Asprasa တော်တော်လေးကိုကောင်းပါတယ်ပထမချီမှာ။ round ခြေကန်ချက်တွေပြန်ပြီးတော့ပေးထားတယ်။ဒီပွဲစဉ်ကတော့တော်တော်လေးကိုစပွင့်ကလေးကကြည့်လို့ကောင်းပြီးတော့ဖိုက်တာနေရာလုံးကတိတ်ပြီးတော့ဆမ်မဖဘဲနဲ့ဖွင့်စော်ကြတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဗျ။အညာလက်သီးချက်တွေပေးထားတယ်ဗျ။ဒါပေမဲ့လက်သီးချက်တွေနှေးလာပြီဗျ။တက်လုံကုံသွားပြီလို့ပြောရမှာပေါ့။အညာလက်သီးချက်တွေမှန်ကန်ပေးထားတယ် ွေ့ရှိမှာဒူးတိုက်တာတိတ်မတွေ့ရဘူးလွန်တာချိုင်းပြန်ပြီးတော့ကောင်တာပြန်ပြီးတော့ဒိုးပေးထားတယ်ဗျလွန်စဲတော့လွန်တာချိုင်းကပြန်ပြီးတော့ထီချက်ပို့ပြီးတော့အသာစီးရနေတယ်လီယန်အက်စပရာဇာဘာမှတိတ်ပြီးတော့ထူးထူးခြားခြားလုပ်ပြလို့မရသေးဘူးဗျခြေကန်ချက်တွေပဲပေးထားတယ်ဗျမြင့်ခြေကန်ချက်တွေပေးထားတယ်ဗျ ပြန်လည်အခြေခံချက်တွေပေးပြီးတော့ခြေထောက်ကိုအပြန်လည်ဖမ်းပြီးတော့ကိုကောင်တာပြန်တီးနေရပြအခုဆိုရင် clinch အနေထောက်ရောက်သွားပြီ clinch position မှာဆိုလို့ရှိရင်တော့လွန်တာချိုင်းကနေငယ်ပို့ပြီးတော့တားတဲ့ပုံစံပေါက်လို့ပြဘာဖြစ်လို့လဲဆိုတော့ဒူးတိုက်ချက်တွေပေးလို့ပြဒီဘက်က Arian Espraza ကတော့ဒူးတိုက်ချက်တွေတိတ်ပြီးတော့သုံးတာမတွေ့ရဘူးဒီကလွန်တာချိုင်းရဲ့ဒီပတ်တန်းကျတော့သူကခြေခံချက်အရင်ပေးတယ်ပြီးလို့ရှိရင်1 2ထိုးတယ်အဲ့လိုပုံစံမျိုးနဲ့ဆော့တာပြသတိထားပြီးကြည့်မယ်ဆိုရင် ေကန်ချက်တော်တော်လေးကိုပေးတဲ့ဖိုင်တာပြဒါပေမဲ့အဲ့ဒီခြေကန်ချက်ကပဲသူ့ရဲ့ပတ်တန်ကိုတစ်ဖက်ဖိုင်တာကိုဖတ်မိအောင်သူလှုပ်ပြသွားလို့ဖြစ်နေတယ်ဗျအဲ့တော့ပထမအချီရဲ့3မိနစ်ပြည့်ကန်ဒီနေထားကိုတော့ရောက်ရှိလာပြီဖိုင်တာနှစ်ယောက်လုံးနေနဲ့တယောက်နဲ့တယောက်ဘာမှကြီးကြီးမားမားတော့မထိုးမိသေးဘူးအခုချိန်ထိဟိုလွန်တာချမ်းရဲ့ right hand ထိသွားတယ်ဗျ Avian Espraza နောက်ကို ပြန်ပြီးလန်ထွက်သွားတယ်ဒီချက်တစ်ချက်ကတော့ကောင်းကောင်းကြီးလွန်တာချမ်းပေးထားနိုင်လိုက်ပြီ ဘာမှမထူးရဲ့ချီကန်ချက်ကိုဘာလို့ကန်နေလဲကျွန်တော်စဉ်းစားလို့မရဘူး။ right hand နောက်ထပ်တစ်လုံးကောင်းတယ်ဗျ။ကောင်တာဆောင်ပြီးတော့ထိုးတာဗျ။နော်တာချိုင်းကောင်တာဆောင်ပြီးတော့ထိုးတယ်။ကစားပုံနည်းနည်းပြောင်းသွားပြီဗျ။အဲအခုမှစာဖတ်နေတဲ့အနေထားကိုပြန်လဲရောက်ရှိလာပြီ fighter ညလုံးစာဖတ်နေတယ်။အတင်းဝင်ပြီးတော့မထိုးဘူး။နော်တာချိုင်း right hand ကောင်းတယ်ဗျ။ကဲပထမချီတော့ပြီးသွားပြီ။ဒုတိယချီစပြီဗျ။ဒုတိယချီတော့ဘယ်လိုထိုးသွားမလဲဆိုတော့ဆက်ပြီးတော့ချီလိုက်ကြရအောင်။ ဘေဒန်နဲ့ညာတန်ကစားသမားချင်းထိုးလို့ရှိရင်ဘေဒန်ကစားသမားနည်းနည်းပို့ပြီးတော့တားစီကြရကြ။ဒါပေမဲ့ဒီဘောမှာနိုတာချိုင်းကဒုတိယချီမှာလိုက်ပြီးတော့ pressure ပေးထားနိုင်တယ်။အိုးအစတာတောက်ရှောက်ကိုအညာလည်းကြက်တွေပေးထားတဲ့နိုတာချိုင်းကပြီးတော့ counter right hand ပြန်ပြီးတော့ထည့်တယ်ဗျ။ defense တော်တော်ကောင်းတယ်နိုတာချိုင်း။ဟောချီကန်ကကျိုးပါခွာမိသွားတယ်။အဲချီကန်ချက်တွေပေးတဲ့ spinning back fist တွေရောချီကန်ချက်တွေရောဆောင်းရဲကောင်းတယ်ဗျ။ မထီတာပဲခက်တယ်။ဟောတာဆိုင်ဝင်ပြီးတော့ထိုးပြီးဒီကံကြိုးကိုပြီးထားတယ်ကောင်တာ right hand ကောင်းနေပြဇာဖက်နေတဲ့အနေထားမှာပဲရှိနေသေးတယ်ဗျ။ဟောတာဆိုင်ကလည်းရန်ဝင်ပြီးတော့မထိုးတော့ဘူး။ Arian ကလည်းရန်ဝင်ပြီးတော့မထိုးတော့ဘူး။ဝနာချိုင်းအဲ့ချစ်ကန်ကြက်ကတော့တော်တော်ဆိုးတယ်ပြည့်ချစ်ကန်လိုက်လို့ရှိရင်လက်ဟန်တန်းပြီးတော့ဘုရားကောင်တာလို့ရတယ် ဒီမြန်မာချိုင်းလည်းအဲ့လိုပဲတစ်ခါကရှေ့ကန်ဆို right hand နဲ့ပြန်ပြီးတော့ကောင်းတာလေဟုတ်ကဲ့ right hand ဒီချိန်ကျတော့ပေးထားတဲ့ထိရက right hand တော့တလုံးပြေရှူထားပြီဘယ်သူဒူးတိုက်မယ်ကြည့်မယ်မြန်မာချိုင်းပဲတိုက်တယ်ဗျတော်ရရောက်ချင်းရှိုးနေတယ်မြန်မာချိုင်း right hand ထိုးလိုက်မယ်ကျွန်တော်ထင်တော့ကောင်းတယ် right hand ကျွန်တော်ထင်တဲ့အတိုင်းပဲကောင်းတော့ right hand ထိုးရဲအိုးဘယ်မှာလဲဒီချက်ကိုကျွေးခံလာရဲ့အိုး left hand တလုံးထိသွားပြီဗျ Arian Asprasa ရဲ့ left hand တလုံးမူလာချိုင်းကိုထိသွားပြီး Jordan Dale ကိုထိသွားတာဒါပေမဲ့မကြွားဘူးပေါ့နော်မာဂုံကောင်းတယ်လို့ပြောရမယ်ဝမ်ချန်ပီယံရှစ်ရဲ့ဒီ featherweight dan နဲ့ featherweight dan 155ပေါ့နော်သူ weight dan သတ်မှတ်ချက်တည်းကဘယ်လိုလဲတော့မသိဘူးဒါပေမဲ့ကျွန်တော်တို့သိထားတဲ့ UFC က weight dan တက်ပို့ပြီးတော့သူက10ပေါင်လောက်များတယ်ဟုတ်ကဲ့ဟာဟာဟာဆောက်ကြည့်ထားတယ် ောင်းတာပြန်ပြီးတော့စောင့်ခိုးရတယ်။ဒါကအိုးဝမ်ဟန်လိုပီဆာထိပ်ယူပြီးဒီချေကန်ချက်ပေးထားတယ်။ကောက်ကိုဆွဲပြီးတော့အောင်းကပြန်ထိုးတယ်မထီဘူးဗျ။ဂူရီယာကြီးတော်တော်ဖြောပြမှုပေးတာတော့ကောင်းတယ်ဗျ။လွန်တာချိုင်ဂျင်မွမ်းနောင်နဲ့ပြာတောင်းကထိုင်းဖိုက်တာသူကရော်တန်ဂျင်မွမ်းနောင်တို့အချိန်မှာဆော့တဲ့ဖိုက်တာပဲဖြစ်မှာပေါ့။ဘက်ကတော့အေရီယန်အက်စ်ဘရာဇာဆိုတဲ့အမေရိကန်ဖိုက်တာဗျ။ဝိတိုင်းပွဲစဉ်တွေကြည့်ရတာတော်တော်လေးတော့အားရဖို့ကောင်းတယ်။ဘယ်လိုလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သက်တွေမြန်မာအကြိုက်မြန်မာဆန်ဆန်ပဲ striking ရှင်ပြီးတော့တီးကြတဲ့ပွဲတွေပဲ။အဲဒီပွဲတွေမျိုး grappling တွေပါရင်မလို့။ငါချင်းဆိုင်တဲ့တီးတဲ့ပွဲပေါ့။ဒါမှလည်းတချို့မွေထိုင်ပွဲတွေကမင်းချင်းဆိုင်တဲ့တီးတဲ့ဆိုပေမဲ့မထိုးဘဲနဲ့ရက်ကြည့်နေလို့ဒါလိုကြီးတော့ဖိုးပါဟဲ့ဆိုပြီးပြောရတဲ့ပွဲတွေရှိသေးတာ။မထိုးဘူး။ Even Espraza နည်းနည်းလက်သီးကိုကောင်းနေတယ်။ဒါပေမဲ့သူကလက်သီးကပါဝါတိတ်မပါဘူး။ပြီးတော့ကောင်တာပြန်ပြီးတော့စောင့်ထိုးလို့ရှင်သူကထိနာပြီးနောက်ကိုလန်လန်သွားတာဗျ။ ကျွန်တော်အနေနဲ့ဒီရူပိယချီမှာတော့ဂျမွန်းနောင်ပေါ့နော်ဟောဒီကနေကချုပ်လုံနေဗျာဝက်ကနွန်တာချမ်းကိုပို့ပြီးတော့သဘောကျတယ်ဗျာကဲဒူရိယချီပြီးသွားပြီဒူရိယချီကတော့ဘယ်လိုပြီးတဲ့ပြီးသွားမှန်းပြီးလိုက်ကဲတတိယချီဗျာတတိယချီမှာတော့ဘယ်လိုထိုးမလဲဆိုတော့ဆက်ပြီးတော့စောင့်ကြည့်သွားမယ်ဗျာဒူရိယချီနဲ့ဒီပထမချီကတော့ကျွန်တော်အမှတ်ပေးတာကတော့နွန်တာချမ်းကိုပို့ပြီးတော့ကြိုက်တယ်ကောင်တာ right hand တွေတော်တော်လေးကိုကောင်းတယ်ဗျာချီကန်ချက်တွေပြီးသွားတယ် ဘော်ဒီရှော့ဆိုပေမဲ့ဒီမောင်းရင်းနဲ့ပြက်ပြက်ကန်လာဗျအဲ့အခြေခံချက်တွေကလည်းကြောက်ရတယ်တာဝန်ချိုင်းတဲ့ဘွဲတော်ဘွဲမှာသူ့ရဲ့ပြိုင်ဘက်ဖိုက်တာလက်ကျိုးသွားဘူးလေဗျအဲ့လိုခြေခံချက်မိပြီးတော့အောက်ဆောက်ကိုပေးထားတယ်ပုံညာလည်းတို့ချက်မင်းလည်းကျွေးထားကြပြွင့်ထိုးပြီးမော်တာချိုင်းပြွင့်ထိုးပြီးအဲ့မဲ့ရန်ကြီးဖွင့်ထိုးလို့လည်းမရဘူးတစ်ဖက်ပြန်ပြန်ဖိုက်တာဘောမဟုတ်ပြန်ပြန်ပြန်ပြီးတော့ကောင်တာတီးတယ်မှဲ့နေရတယ်။ဒါဒီဘက်က Arian ကလည်းဖွင့်ထိုးပြီးပြ ကန်ချက်တွေကောင်းလို့ပြအဲ့မြင့်ချေကန်ချက်တွေထိများထိသွားလို့ကတော့နှထင်းဒုံးနဲ့ရိုက်တဲ့အတိုင်းပဲဖြောင်းဝင်နေရချေကန်ချက်မထိအောင်လို့ range ကိုတိုးထားတာဗျရှေ့ကိုတိုးပြီးတော့ထိုးတာပေါ့နော် inside inside store လို့ချေကန်ချက်တွေအမှန်ကန်ပေးထားတယ်ဗျဒါပေမဲ့တိတ်ပြီးတော့အချင်းကြောက်မှုတော့မရှိဘူးညအောင်လုံးဖိုင်တာညအောင်လုံးတက်လုံကြနေပြီတိတာဘာလို့လဲဆိုတော့ movement တွေကနှေးနေတယ် ဝန်တာချိုင်ဆိုလို့ရှိရင်လက်တောင်ကပ်အပေါ်မတင်နိုင်တော့ဘူး။ဒီဘက်အေရီယန်လည်းတူတူပဲ။ကပ်ကိုပေါ်မတင်နိုင်တော့ဘူး။ဟိုချီကန်ကက်တွေတောက်လျှောက်ပြီးဟာ။ကောင်းတယ်။ဒါဟန်ဒလုံးထိသွားပြီ။ဒါပရက်ရှာပေးတဲ့နေရာမှာတော့ဒီတတိယအချီမှာအေရီယန်အက်စပရာဇာပို့ပြီးတော့ပရက်ရှာပေးထားတယ်ဗျ။အဲထိချက်ကတော့ဒီဝန်တာချိုင်လည်းကောင်းတယ်။ဒါမျိုးကောင်းတာရိုင်းဟန်ပေးထားတယ်လက်ဖန်း ကဲတန်ကြီးကပြန်ပြီးပွဲတယ်ပြီးထိုးတဲ့ပေါင်းနောက်ကိုမထိုးနဲ့တဲ့ဘကောတဟက်ဘွေးရတော့တော်ကြီးလို့လှနေပြီ finishing power သိပ်ပြီးတော့မရှိကြတာခက်တယ်ကြာဟွန်ဒါချိုင်းကကောင်းတော့ကောင်းပါသူလည်း finishing power မရှိဘူးငွေ1 2ခြေကန်ချက်ပြီးလို့ရှိရင် left hand right hand တွေးမယ်ဆိုလို့ရှိရင်ဒါတပတ်မဲ့ fighter ပွဲပြတ်သွားနိုင်တယ်ကြာဟွန်ဒါချိုင်းကတော့မဟုတ်ဘူး as brother 1 2တွေးထားတယ်ကြာ အဲ1 2လက်သီးထိုးချက်ကလည်းဒီကျွန်တော်တို့မွေထိုင်းတို့အမမေတို့ကတော်တော်လေး basic ဖြစ်တယ်အိုးပြန်ပြန်ကျွေးနေကြတယ်ကျွန်တော်တို့ဒီဖုံးနေတော့မှာပဲပြန်လက်ဘယ်ဝိုက်ညာဝဲလက်သီးချက်တွေနှံနှံကျွေးနေပြီတတိယကြီးမှာ Aspasa နည်းနည်းပူကောင်းတယ်ဗျလွန်တာချိုင်တဲ့ပူကောင်းတယ်လွန်တာချိုင်တက်လုံကြနေပြီဗျဒါညာလက်ဒီကြတွေကျွေးထားတယ် clinch မှာကျွေးထားတာဗျဒီတိုက်ချက်ဘယ်သူထွက်လာအောင်လဲကြည့်မယ်ဗျပြန်ဖြစ်သွားကြတယ်ဒါကြီးပြန်ပွဲပေးတာလေး ဒူတိုက်ချက်သိမ့်မတွေ့တော့ဘူးဗျ။ကြာကြည့်မယ်ဆိုလို့ရှိရင်ဒူတိုက်ချက်ဒီကောင်ကက်လဲကျနေပြီ။စတမီနာလဲကျနေပြီ။တတိယချီမှာပါဒီ Aryan Astraza လာပြီးတော့ကောင်းနေတယ်ဗျ။အမေရှိရနှစ်ချီမှာသူရှုံးထားတယ်ဗျ။လဲထိုးနိုင်မှာရမှာဒီကွဲနိုင်ချင်။ကဲတတိယချီကလည်းဘယ်လိုပြီးမှမသိပြီးပါဘူး။ဘယ်လိုနိုင်သွားလဲဆိုတော့စောင့်ပြီးတော့ကြည့်မယ်ဗျ။အဲ့မှာလာထိုးရတော့ ဒိုင်းဖိုက်တာပဲနိုင်မှာပဲ random decision ဒီသွားမှာဆိုလို့ရှိရင်အဲ့လိုမှဒိုင်းဖိုက်တာမနိုင်ဘူးဆိုလို့ရှိရင်တော့ဒိုင်းဖိုက်တာကိုအလဲထွန်းထိုးမထိုးလို့ရှိရင်ဒိုင်းဖိုက်တာနိုင်မှာဆိုတော့ပြည့်တတ်တွေလည်းပြည့်ရတိုင်းပါဗျာကဲနိုင်သွားပြီနွန်တာချိုင်းနိုင်တော့ပြဒီဘက်ကကြီးလို့ကောင်းတယ်ပထမအချီဒုတိယအချီမှာနွန်တာချိုင်းကောင်းတယ်တတိယအချီမှာ Avian Express ကောင်းတယ်ကျွန်တော်ထင်တော့ဒီနွန်တာချိုင်းနိုင်လဲနိုင်သင့်ပါတယ်နိုင်ရည်ကြီးတွေပတ်လိုက်လို့နိုင်သွားတာမျိုးမဟုတ်ပဲနဲ့ဗျာတကယ်နိုင်ရည်လို့နိုင်သွားလို့ကျွန်တော်တော့ပုံသက်ပြရကြကဲ